အားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့မဆိုင်မြင့်ရဲ့အချက်တာဝန်ဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစင်ဇလန်တစ်တေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်ရှင်နက်နက်လေးနိုင်ထိုးတဲ့ကမဆိုင်မြင့်အိယာကနိုးနေသည် အခါတိုင်းလဲနက်နက်9နိုင်ဆိုရင်နိုးနေကြ ဒီကနေ့တော့ပေါ်ပြီးတော့ဝရိယကောင်းစွာနဲ့အိယာထားသည်အစောင်းကြီးရှိသေးတယ်မဟုတ်လားဆက်ရင်ဘာထလုံးမလို့လဲဘေးမှာအိနေတော့ခင်မုန်းဖြစ်သူ ကိုတင်ရေးကစိတ်မရှိတဲ့တဝက်ဟန်တာတန်တဝက်ဖြင့်ပြောလိုက်သည်ကိုတင်ရေးညဆော့ဆော့အိတ်တက်သူမဟုတ် ရုံးမှာဘလောက်ပဲပြင်းမှန်းခဲ့သည်ဖြစ်စေညရောက်လျင်စားတပုတ်နှစ်ပုတ်မြာမဖက်ရပဲအိတ်မပြောတတ်ပါတခါတည်းရန်လုံးချင်းဝိထုကောင်းကောင်းရလျင် ညင်းတဲ့သံကောင်းတိုင်အောင်ဖတ်တတ်သည်ပြီးမှနှစ်နေချက်ချက်အိတ်သည်ထို့ကြောင့်နက်နက်ဆော့ဆော့အိတ်ရကနိုးလီမရှိ သူအိတ်ရကမနိုးခင်လှုပ်လှုပ်ရွရွဆူဆူညံ့ညံ့လှုပ်လျင်လေမကြိုက်ပြန်မဆမ်းမြင့်ကခလေးတွေကြောင်းသွားဖို့အတွက်ညေးသားစွာလှုပ်ရှားပြင်ဆင်ရသည်ယခုလဲတတိထားပြီးလှုပ်ရှားနေကြကကိုတီးရေးကနိုးပြအောင်နိုးသွားသည်ဒီနေ့ခလေးတွေစာမေးပွဲရှိလို့ပါ မဆမ်းမြင့်ကတိုးတိုးပြော့ပြီးခြနာပြေဘက်ကိုထွက်သည်ညာလေသူတို့စကြက်သားပဲကွာမနှိုးပါနဲ့အေးဝဝအိပ်ပါစေမနှိုးပါဘူးထမင်းချက်မလို့ထမျက်မြန်ပြောပြီးတော့ဘီးပေါ်ကြောင့်မတ်တို့ခြေလန်းသည်ကလေးတွေကအင်းရှိအေကန်းကိုရှင်းလင်းပြီးခြံအောင်တလုံးဖြင့်အိပ်နေကြသည်စာမီးဝဲကဘယ်အချိန်လဲမျက်စိကြောက်သွားဟန်တူသောကိုတင်ကလှမ်းမေးနေပြန်သည် ီနေ့မှသင်ကအေးအေးဆက်နေတာဟု မဆိုင်မြင့်ကစိတ်ထဲကရေရွတ်မိသည်။ဆယ်နာရီခက်ပြက်ပြက်ပြင်းဖြေးလိုက်ရသည်။တကယ်တော့ဆယ်နာရီခွဲခန်းမှစာမွေစာမြည်သို့တော့၉နာရီခွဲခန်းသွားရမည်။ထမင်းဆိုင်ထည့်သွားရမည်။နဘာသာဖြေးရမည်ဆိုတော့တနေ့ကုန်ထိုင်ဆောင်ရမည်။စာမွေရက်တွေမှာလိုက်ဆောင်ပေးရတာအစင်လာဖြစ်နေခဲ့ပြီ။ဒီရက်မှာတောင်းတော့မလိုက်ဘူး။ ကလေးတွေမျက်နာမကောင်းတက်ကြပါ။အကြောင်းတော်သည့်ကားကလည်းဇာမွဲရဲဆိုရင်တခြားကြောင့်နဲ့အချိန်တိုက်ပြီးမှန်မှန်လာမကြိုတက်။ထို့ကြောင့်ဒီရမအကြောင်းကိုမလိုက်မဖြစ်လိုက်ရမည်။ဆယ်နာရီမှဖြေးရမှာများကွာ။အခုမှ၄နာရီရှိသေးတယ်။ခါတိုင်းလဲ၈နာရီကျောင်းသွားကြတာ။ခါတိုင်းချိန်ဆိုမိတာပါပဲ။ကိုတင်ရည်ဒီမချင်မနဲ့မြည်တွင်းရင်သူ့မှာခြေနောက်ပြင်ကိုထွက်ကစပွဲပေါ်မှာစိတ်ပေါ်လေးကိုကောက်ဖွာလေးသည် သူဒီနဲ့နဲ့ဆော့ဆော့အေးရေးဝဝမအိပ်ရလေစိတ်တူတတ်သည်။အိုးလောက်စရာရှိလို့ပေါ့။မဆမ်းမြင်သည်ခက်ဆက်ဆက်ပြန်ပြော့ပြီးဟင်းကမနဲ့ညချက်သွားရမှာရုံးတွင်လင်းထားခဲ့ရမှာအိမ်မှာလဲရှင်းလင်းရှော့ဖုတ်ခဲ့ဦးမယ်ဟုဆက်ပြောလိုက်သည်။ဆိုင်းမွေးရဲ့မလျှော့အားလေနောက်နေမှာရှော့ဖို့ကွာ။အိမ်မှာကိုယ်ခွဲမရှိ၍မဆမ်းမြင်ပြင်ပန်းတာကတော့ကိုသိရင်လည်းဒီပါသည် တခါတခါတော့လေမိမကိုတနာသည်ရသည်မလကလေးနေလောက်အောင်တုံးကအဝိရှော်ကကိုပင်ပေးရမှာနှမျောသဖြင့်လူမငါပဲကိုရိုင်းလျှော်သည်ခလေးသုံးယောက်ကိစ္စဖြင့်ဂျင်းချေလဲပြီးတော့သူ့ကိုသူပင်ဖီလိန်ပြင်ဆင်ဖို့အချိန်မရတဲ့တခါတရန်ကိုတင်ရေးကတနာပြဖြင့်တတ်မှာတတ်တာပါစေတော့ရင်လို့ကိုလုံးကြီးလေးအင်းကြီးလေးကို့ဘာသာလျှော်ပြန်းတော့လေစက်ပြားမစင်းဘူးလို့ဆိုက သူ့ကိုယ်တိုင်ပြန်လျှော်သည် ထို့ကြောင့်နောက်တစ်ခါကိုညီဖို့စိတ်မကူတော့မဆမ်းမြင်ဘာမှပြန်မပြောတော့ပဲမိဖို့ရဲဝင်ရင်နှွေးအိုတဲသည်ထမင်းအိုစိတ်သည်အကိုပြန်ချင်းအိပ်ပါလားဟု ချိုးချိုးသာသာပြောပြောကတက်ရောက်ထဲလှုပ်ရှားနေပြန်သည်ကိုတင်းရင်လဲဆောင်းကောင်းမှုချုံက ပြန်အိပ်ပြော်ဖို့စူးစမ်းရသည်ဒီခိုက်တက်မှာပင်ရိုးသားသောဇနီးမယားအကြောင်းကို တွင်းနေမိသည်မဆမ်းမြင်သည်အထက်တန်းတော်မှဆင်းသက်လာသူမဟုတ် မိခင်ရင်တူနေမရန်ကုန်ပြောင်းလာပြီးတာမွေမှာအိမ်လေးတစ်လုံးကားကအမေကြီးကစီရောက်သည်မဆမ်းမြင့်ကအချုပ်တင်းတန်းတက်သည်ကိုချင်းရင်လည်းနေမကြောင်းလာတက်ပြီးရန်ကုန်မှာခြေချဖို့ကြိုးစားခဲ့ရသူတယောက်ပါပဲသို့တော့ကိုတင်ရေးကတော့ခင်တော်မကြလာတော့မျိုးလေးတစ်မျိုးမှအတင်းအတင်းပြည့်စုံနေမိဘများကဆင်းသက်လာသူတက္ကသိုလ်ဖွဲ့ရသည့်အထိပညာသင်ခဲ့ရသည် ပြီးတော့အထိုင်တယောက်ယာတူးလေးတွေရခဲ့သည်ကိုတင်လိုအရာရှိငယ်တယောက်ကရိုးရိုးအီးမဆမ်းမြည်လိုမိန်းကလေးကိုယူတော့ဘဝင်းချင်းကနည်းနည်းတော့အံ့ဩချသည်ပင်သို့တော်မဆမ်းမြည်သည်ရိုးပုံရှိသူတက္ကသိုလ်ပညာမတတ်တော်လေလူမှုရေးရာနားလေသူ သူနေရာနဲ့သူအလိုက်ထိုက်ဝင်ဆက်အောင်နေတတ်သူပြီးတော့ရုပ်ရည်အဖြစ်လေရင်ကျေးပြပြသူကိုကျင်းရတငယ်ချင်းမိသားစုအိမ်မှာရုံးတိုင်ရင်တလန်းနေနေ မဆမ်းမြင့်ကိုမြင်တွေ့ဆုံမှတ်ခဲ့သည်။များမကြမီမဆမ်းမြင့်မိခင်ကြီးဆုံသွားတော့တနာစိတ်ပေါ်ကလက်ထံယူခဲ့သည်။တခြားမိမသားဆိုရင်တော့ဒီလောက်စက်တဲတဲ့ခါမှာလင်းယောက်ျားကိုနှစ်ပူနှစားလောက်ကြမှာပဲ။မဆမ်းမြင့်ကသူ့ဘဝသူနားလေသူအိမ်နောက်တာဝန်တွေဖြင့်မအားနေကြကဝင်ငွေလဲနင်းနေပပရအောင်ဆိုပြီးရက်ွက်ထဲကပစိုးလီအစဟိုးဒီဒီချုပ်တယ်လီတွေကိုလက်ခံပြီးဆက်လဲနင်းလိုက်သေးသည် မိဘကြောင့်နှင်းမှာမဆမ်းမြေအတံမလန်များကိုနားဆိုရင်အတွေးပြက်ကပြန်လဲအိပ်ပျော်စာပြူသည်ဂရီမင်းမမီးကြောင့်ဖြတ်ခနေပြန်လင်းလာသည့်အချိန်တွင်တော့လက်နဲ့ခုနှစ်နာရီထိုးပြီးမဆမ်းမြေလဲမှန်ရှိထိုင်ကအလှပြင်းနေပြီလေအလိုငါမင်းမဒီကနေ့စိတ်လိုလက်ရနေအလှတွေပါဒီပြင်းလို့ပါလားဇပင်းမတော်မရှိကိုနောက်တွင်စုသိမ့်ပြီးစញ្ញတ်ကြီးကြီးတစ်ချောင်းဖြင့်အလွဲတကူညက်ကား အပြင်သွားတမြေဖြစ်သောမဆန်မြင်ကိုဒီမနဲ့ထူထူခြားခြားဇပင်နောက်မှချကဆက်ညက်လှလှပြင်းတင်းညက်ထားသည်ကိုဥစာတတိပြုမိသည်တလောကပင်ဘာစိတ်ကူးရသည်မသိဇပင်ကောက်ချင်သည်ဟုဆိုက မတူမရှိညက်ကောက်ခဲ့သည်တေကြီးရဆိုးအောင်တော့မလုံနဲ့ကွာဟု သူပြောခဲ့သည်ယခုတော့လေပုံရည်ကြည့်ကောင်းလာသလိုသူထင်မိပြန်သည်အကိုသမီးကပြောတယ် ကျောင်းဝလာရင်တောသူကြီးလိုလုံမလာပါနဲ့လှလှပပပြင်စင်းနဲ့တဲ့တငယ်ချင်းနဲ့အမေကတိတ်လာကြတာတည်းလေဟေးကိုချင်းအန်အောင်မိသည်ဒါကြောင့်သူမိမဝရိယကောင်းစွာနဲ့စောစောစီစီထပြီးအလှပြင်နေတာဖြစ်သည်ဟုတ်တယ်ဖေဖေရဲ့မိမိကလေကျောင်းဝလာရင်ဘယ်တော့မှလှလှပပမဝင်လာဘူးဒါကြောင့်သမီးကလှလှလေးဝင်လာဖို့ပြောတာသမီးလက်ကအိမ်ယာမထလာပြီးပြောနေသေးသည် ကိုတင်းရကလေး၃ယောက်လုံးကိုဘေးရှောင်ဟုံးမှုခေါ်နေကြတော့နာမည်ကြီးမူလာရန်ကျောင်းမှာထားခဲ့သည်အတင်းပြကောင်း၍စာမနာမည်ကြီးတလို့မျက်နှာကြီးမိပါများကြောင့်အပြိုင်ဆိုင်ဝတ်ထားကြရမှာလဲနာမည်ကြီးကြသည်ဒါကြီးကလေးတန်းအောင်ပြီးတော့ကျောင်းပြောင်းသွားပြီဒီတုန်းကမဆက်မြေမှာကလေးငယ်ရဖြစ်မအားနိုင်၍အရေးကြီးသောနေရာများတွင်ကျောင်းပို့ကျောင်းကျုပ်ကိစ္စကို သူပဲလှုပ်ပေးခဲ့သည် ရခုတမီးလှဲမှာသူ့မိကိုယ်တိုင်လိုက်သည်ဟုတ်တယ်အကိုရဲ့သူတို့ကျောင်းမှာခလေးမီရီယာလေးအပြိုးအရောင်အရှုံးပေးရတယ်ပြင်ဆင်ထားဝတ်စားထားလိုက်တာများအကိုရဲ့ရခုတနေ့နှစ်နေ့အတွင်းမှာမဆမ်းမြေဝတ်ပုံစားပုံပြောင်းလဲလာတော့ကိုကိုတီးပြန်လည်စဉ်းစားပြီးလာသည်သူလည်းခင်မျက်စိရှိလာတာပဲဟုအောက်မေခဲ့မိသည်အော်လက်စာတတ်တော့တမီးရဲ့အကြောင်းကတင်ပေးတာကိုဖေဖေရဲ့ တခါတော့သမီးတို့ဖိဖိယုံလာကြိုးတဲ့ကနေကြောင်းလိုက်ပို့ပါလာရင်ဟုတ်သားပဲကိုရဲ့သူများတွေကသူတို့ယောက်ျားဘယ်ယုံမှလုပ်တယ်ဘယ်အရာရှိကြီးဆိုတာကိုတိတ်ပြောကြတာကျမအဲ့လိုတော့မပြောချင်ပါဘူးအကိုတခါတော့လက်ခင်ပြီးရပဲကိုတီခေါင်းခါရပြီး ရေချိုးကတ်တော့ဝင်ခဲ့သည်ဒါကြီးကိုတော့ယုံသွားရင်လမ်းတင်တဲ့ပြင်ကားနဲ့ခေါ်သွားတတ်သည်သမီးเจ้าကိုတော့မလိုက်ဖြစ်ပါ ကျောင်းကားနေမဲသွားစီရသည်။ယာရုအစင်တက်ခါကြခွင်ရေးကိုလည်းလိုရာထက်ပိုမယူဝင်ပြီ။ရေချိုးကားကထွက်လာတော့သားမိတရွေတောက်တောက်ပပဝစ်စားပြင်ဆင်ကြပြီ။မဆမ်းမြင့်ခါကလုံချည်သည်။မကြခင်က မပူစားစဘူးပူစား၍ဝယ်ပေးခဲ့ရသောပါတိတ်လုံချည်ဖြစ်သည်။ယခုမှပို၍သဘောပေါက်လာသည်။တဏီကုံဆောက်အောင်မှာဆိုတော့တားငယ်ဦးပါခေါ်သွားမယ်။ထမင်းနဲ့တောင်းအောင်စာထည့်ရမယ်။ အကိုတို့တာဖနှစ်ယောက်အတွက်ကဒီမှာဗဆမ်းမြင့်သည် ထမင်းပူများဂျိုင်များကိုလည်းပြင်ဆင်နေသည်ပလတ်စတစ်ချင်းကအစ်စ်ရေဘူးစောင်းနေစဉ်ခင်းထိုင်မှုပလတ်စတစ်အခင်းပြီးတော့တက်ဘူးမင်းတို့စောင်းမီဝဲသွားဖြည်တာလဲပျော်ပွဲစွာထွက်တယ်လို့ပါပဲလားစုံလို့ပါလားကွာအိုးသူများတွေကနေ့တိုင်းဒီလိုလာနေကြတာကျမတို့ကတစ်ခါတလေမှသွားတာပျော်ပျော်စွစွမဆမ်းမြင့်သည် ယခင်တလောအားတုတ်တော်ဝင်ဖြင့်မိတို့ရောက်စဉ်ဝင်လာတဲ့စတီးထမင်းဆိုင်ကြီးကိုထုတ်လာသည်ဇာမီကတော့ဖြင်းနိုင်မီမဖြင်းနိုင်မီမသိတားမီရေပြင်းစင်နေပုံကိုကြည့်ကကိုတင်စိတ်ပြက်လာသည်သို့တော်နောက်ဆုံးတော့အများရဲ့ဆန္ဒအရသူတို့တွေကိုရုံးကလာကြတော့ကားဖြင့်တင်းကကျောင်းရှိအရောက်ပို့ပေးခဲ့ရလေသည်ဘလို့ပဲပြင်းစင်လာသည်ဖြစ်စေအများလည်းမှာရှင်းလိုက်တော့မဆန်းမီမှာဘိုင်းတို့အလေကကြီးကန်းသဖွယ်ရေးပါ ဆိုင်ဝဲရဲဆိုတော့မိခင်နိုင်လူလိုလိုက်လာကြတော့ကျောင်းဝင်းထဲမှာဖျားပွဲတည်းများစီကားလာသည်ကားတွေကျောင်းဝင်းထဲကိုမဝင်ရလေတော့ပြည်လန်းမောကကားတန်းနှစ်ထပ်သုံးထပ်ဖြစ်နေပြီးရင်းနှင်းရဲတွေစောင့်ပေးရသည်မဆမ်းမြင့်တို့တားမီစီလာတော့ကိုတင်ရေးရုံးကြုံလေးပြီးကားလေးဒီလေကားကြီးကားငယ်တွေစားပြီးတိုး၍မတိုးသာညီယာမရက်ပြီးခတ်တုတ်တုတ်ဆင်းကြရသည်သမီးရဲ့အတန်းတူကလေးမီတယောက်တလေးမှ တွေ့မလီမလားဟု ကြည်တော်လဲပြင်းတော့မှမတွေ့ရပြီခလေးတွေကခလေးမေတွေပါမုတ်ဆိုင်နေမှာတိုးဝေနေကြသည်ခလေးကိုချင်းချောက်ပူဇာကစာဖိတင်သူကတင်နေစေခလေးတွေမှာခေါင်းဝင်ဖပါခြေစုပ်ဖနက်စသည်များကြောင့်ချွေးစုပ်သူကစွန့်နေကြသည် အချိန်ကြီးရဲ့ကြောင်းတကားပိမှ ခလေးတွေရှင်းသွားပြီးအမေတွေကပွဲကိုစကြရသည်နီးစရာအုပ်စုလိုက်ပါလာသည့်အခင်းလေးတွေကိုဖြတ်ခဲ့ပြီး ထမင်းဆိုင်ဖွင့်သူကဖွင့်လေသည်စိန်ကျွန်းစိဘက်ကိုအဖော်ဆက်၍သွားသူကသွားကြသည်ဝိုင်းဖွဲ့ကလက်ဖက်စားသူကစားကြလေသည်ခေမုန်းနေကြောင်းကားကြောင်းစိန်ကြောင်းနိုင်ငံသားကိုတွားသည့်ဆွေမျိုးရင်ချာရိအကြောင်းအိမ်ပေါ်ရိမကောင်းကြောင်းဟိုမင်းသားနှင့်ဟိုမင်းသမီးကြောင်းနောက်ဆုံးတော့အင်းကြီးလုံကြီးများကြောင်းရောက်တဲ့ရာရာကိုပြောရင်ကလေးတွေပညာရေးအတွက်အချိန်ကုန်မှန်းမသိကုန်စီရသည် မဆမ်းမြင့်ကသူ့ကိုယ်သူဘလို့ပဲအစင်တမ်းမြင့်အောင်ပြင်ဆင်လာတော့လေ။အော်ဓက်ခံကိုကကွဲပြားနေပါလားဟုတွေးမိသည်။အကိုဖတ်တဲ့စာအုပ်တုံးလောက်ဆွဲလာရကောင်းသားဟုယခုနေနှောင်းထရနေသည်။ဟောဘက်ကကလေးမေရီကတချောင်းနဲ့ထွက်ငေးပေါင်းကြီးပေါ်ရဖြစ်ဟန်တူသည်။ယူပင်နီနဲ့တွေ့သေးလား။ဝါပြီးတော့လှနေတယ်ဆရာ။သူ့ယောက်ျားကတော့ဟိုတလောက်ကစာသဖြင့်သူတို့ချင်းချင်းချိတ်ဆက်ရှိနေသောဇကားတွေကို ပြောကြသည်မဆမ်းမြင်မှာကိုထက်သားသူ အပေါ်ဝင်းတိုးစိမ်မြစ်စရိယစိမ်မရှိတန်းသူတို့ပြောတာတွေကိုအငေးစားနားထောင်ပြီးလက်သေးချိန်တွေကစားတတ်တရရဲ့ခြေတနိုင်ကြတော့သူတို့အလှကိုငေးနေပြီးသည်ဟေးဟောစာဒေဝီမဟုတ်လားဒေဝီကအတော်လှတာနော်ဝစ်ထားတာတော့ထင်းနေတာပဲလှလိုက်တာသူတို့စကားကိုတိတ်တကူနားထောင်ရင်းသူတို့မင်းကိုပြရတော့မတိမတာလိုက်ကြည့်မိသည် ကလေးမေတွေထဲမှာရုပ်ရှင်မင်းသမီးတို့များလှသူတွေလည်းပါပါသည်သူတို့ပြောတဲ့ဒေဝီကဘသူပါလဲတည်တည်ချာချာကြည့်တော့လေဂျာဝင်းတွေကိုလမ်းလျှောက်ပြီးဝင်လာသူအမျိုးသမီးတို့ကလွဲ့၍မိသူကောင်မမမြင်ရဂျန်နူတွေကထိုင်နေကြသည်တေချောင်ထက်ကြည့်တော့လေထိုအမျိုးသမီးကိုပဲပြောနေဆောင်ကိုသိရသည်ထိုအမျိုးသမီးကပြောလှအောင်လေဖလားအေးဟဲဒေဝီကလှတယ်နော် ငါလေးသဘောကျတယ်။မဆမ်းမြင့်ကတော်တော်အံ့ဩနေသည်။ရွက်ချမ်းရေချိုးဒီလိုမိမတျက်ကိုဘာကြောင့်များဒီလောက်တောင်ချင်းမှုနေကြပါလဲ။အနာကိုရောက်လာ၍တည်တည်ချာချာကတ်ကြည့်တော့လေ။ပုံရွေပင်ဆိုသည်သည်။မဆမ်းမြင့်မနေနိုင်။တစုံတရာကို ပြောဆိုခြင်းသည်။အနာကတူထိုင်နေသူခလေးမိကလည်းခေါင်းကုန်ပြီးတော့တုံ့မွေထိုးနေသည်။ဒေဝီဒေဝီဆိုတဲ့အတန်တွေကဟိုဘက်ပိုင်းကပို၍ကျဲလောင်လာသည်။ ဒေဝီဆိုတာဘာတူလဲရင်သူတို့ကလှတယ်လှတယ်လို့ပြောနေကြလို့သူအဖော်မိမကခေါင်းပေါ်ကြည့်သည်ခိုးပိုင်ဝိုင်းကိုလှမ်းမြင်သည်ပြီးတော့သဘောကျကျနဲ့ပြုံးလိုက်သည်အိုးဒေဝီဆိုတာလူနာမည်မဟုတ်ဘူးတော့ဟော်မိမဝင်လာတဲ့လုံချီကိုခေါ်တာအဲ့ဒါအခုပေါ်တဲ့ဒေဝီပါတိတ်လေမဆမ်းမြင်ပါဇက်အဟောင်းသားဖြစ်သွားရသည်ရှက်လိုက်ဒီမှလည်းမပြောပါနဲ့ကြိတ်ပြီးတော့ရဲလိုက်ပြီးသည် သူ့ဘောကအေးအေးဆေးဆေးနေတတ်တယ်မိမမို့တော်ပါသေးရဲ့။ဘာပဲဖြစ်ဖြစ်အိမ်ရောက်ရင်တော့အကုတ်ကိုဒေဝီအကြောင်းကိုပြောပြပြီးနောက်တစ်ခါဝယ်ပေးဖို့ပူဇာရပြီတော့မြည်။